မင်္ဂလာပါခင်ဗျာဆရာကြီးမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့တိုင်းပြည်ရဗျာဗျာမှာရွေးကောက်ပွဲတွေလုံးကြမယ်နေဗျာဟုတ်ကဲ့စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲတမိုင်းတလျှောက်မှာတော့စစ်တပ်ပြောစကားချင်းကြားရည်ဘူးဗျာဟုတ်ပါတယ်ဒါပေမဲ့ယုံတဲ့လူတွေကယုံပြီးအဲပွဲတက်နေကြဗျာခင်ဗျာလည်းတည်တဲ့အတိုင်းပဲအခုဆိုရင် peace forum ဆိုပြီးတော့ဟုတ်ပါတယ် peace forum မှာတစ်တလုံးကတိုင်းပြည်နဲ့လူကအ လေးစားယုံကြည်ခဲ့ရပါတယ်ဆိုတော့နိုင်ငံရေးသမားဆိုသူများလူတက်ကောင်သွေးစွနဲ့လက်နဲ့လှုပ်တဲ့ဝေကောက်ပွဲပြောတဲ့စကားတွေအောက်မှာငုတ်တုတ်လေးထားပြီးတော့ကောင်းလေးမော့ပြီးနားထောင်နေကြတယ်ဟုတ်ပါတယ်အဲ့တော့အဲ့ဒီဝေကောက်ပွဲလုပ်မဲ့အပေါ်မှာကောမလုပ်မြင်နဲ့ဗျကိုလူမျိုးကျော်ကြီးဒီရွေးကောက်ပွဲဟာအစင်အဆက်သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် 1990ကလည်းကျွန်တော်ဒီရွေးကောက်ပွဲဆိုလုပ်ခဲ့음ဒါပေမဲ့လို့ပြည်သူလက်ဝဲကိုအဲ့ဒီအာဏာမရောက်ရှိခဲ့ပါ음ဒါရီစစ်တပ်ကပါဇက်ကလာပြောပြီးတော့လက်ကကိုယ့်ကိုခ ਾਇ ရလုပ်တယ်ဆိုတဲ့သဘောတရားပါပဲပြည်သူထံကိုပြည်သူအာဏာမပေးဘဲနဲ့သူတို့အာမပဲအာဏာသိမ်းခဲ့တာကိုပြေးရပြန်သိမ်းခဲ့တာပြန်သိမ်းခဲ့ပါလေအဲ့အိမ်မှာ90ရွေးကောက်ပွဲကိုစစ်တပ်ကလုပ်ပြီးမယ်လို့ပြောခဲ့တာ အဲ့ဒီတော့ကျွန်တော်60ရွေးကောက်ပွဲကိုပေါ့နော်လက်ရှိဦးတန်းရွှေလက်ထက်လို့ပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ60ရွေးကောက်ပွဲကိုသူတို့လုပ်ပါမယ်လုပ်ပေးမယ်ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးသူတို့လုပ်ခဲ့တာဒီတော့အဲ့ဒီမတိုင်ခင်မှာကျွန်တော်ဒီခြေကံဥတွေရေးဆွဲရေးဆိုလုပ်ခဲ့ပါတယ်ဒီတော့အဲ့ဒီမှာလည်းကျွန်တော်ရောင်းနေပင်မှာဒီ2008ခြေဥဒီပြုတ်ဖို့ဆိုစူးစမ်းခဲ့တာရှိပါတယ်ဒီတော့အဲ့ဒီခြေဥကိုလည်းကျွန်တော်တို့ဒီခြေဥလုပ်မယ်ဆိုတဲ့ကာလမှာနာဂိမုံတိုင်းဖြစ်တဲ့ကာလဖြစ်ပါတယ်မဟုတ်ကျွန်တော်နာဂိစီမသွားနဲ့ ဟုတ်ကဲ့နောက်ကြီး2008ဟုတ်ကဲ့2008ပါရှစ်ချေဝါ90ယူကောက်ပွဲ90 16နှစ်ကွာဟုတ်ဟုတ်ပါတယ်ဟုတ်ပါ sorry ပြောပါဆိုပြောတင်တာက90ယူကောက်ပွဲကာလမှာ90ယူကောက်ပွဲကိုမလုတ်ခင်လေးမှာဟုတ်ကဲ့မလုတ်ခင်လေးမှာစောမောင်ဟုတ်ပါတယ်ဦးစောမောင်ကပြောတယ်ကျွန်တော်တို့ကအခြေခံဥပဒေကိုမစွဲပါဘူးဟုတ်ပါတယ်ပြောစစ်တာစစ်တမ်းရောက်ပြန်လာပြန်လာပြီပြောခဲ့တာပါဒါမဲ့ဂရိမတီခဲ့ဟုတ်ကဲ့နော်90ယူကောက်ပွဲလုတ်ဒီလူလက်ရှိ NLD ပေါ့ဗျာ မြို့သားဒီမိုကရေစီဖွဲ့ချုပ်တောင်မြို့ကမ်းမြို့အနာရတယ်ဟုတ်ကဲ့ဒါမဲ့အာဏာမလွဲဘူးမလွဲခဲ့ပါဘူးအမတ်တွေကိုဖမ်းတယ်ဒေါ်စန်းစုကြည်ကိုထောက်ထဲထည့်ဟုတ်ကဲ့အဲ့ဒီ60ရွေးကောက်ပွဲကနေစထည့်လိုက်တာဒေါ်စန်းစုကြည်ကို28နဲ့ထောက်ထဲထည့်လိုက်ဟုတ်ပါရဲ့2008 2009အဲအဲ့ဒီ10 17လောက်မှာတော့နန်းသူကြီးကပြန်လွတ်လာဟုတ်ကဲ့နော်ပထမတစ်ခေါက်မှာတော့နန်းသူကြီးကရွေးကောက်ပွဲနဲ့ ထောင်မှ28ကျနေကြခဲ့ပါတယ်အခုတခါသာရွေးကောက်ွယ်ဟုတ်ပါတယ်ဒေါက်တာသူယူထောင်လောက်ခဲ့ဦးမလဲဟုတ်တယ်နော်အဲ့ဒါလေးရှိသလို90ရွေးကောက်ွယ်အနံ့ရပါတီ energy ကန်နီဟောဟုတ်ကဲ့အနံ့ရကိုယ်စားလှယ်များစုဖွဲ့ပြီးတော့ကန်နီအစိုးရဖွဲ့ဖို့ကြိုးစားကြပြီးတယ်ဟုတ်ကဲ့မဖွဲ့ဘူးမဖွဲ့ပြီးတဲ့အတွက်တိုင်းပြည်လူလူကစင်တိုင်းစိုးရ เนาะဒီဟိုကြားပြအစိုးရဘာအစိုးရညာအစိုးရပေါ့ဗျာကန်ဒီအစိုးရအဖွဲ့ပေါ့အနိုင်ရပုဒ်တယ်ဒီ NLD ပုဒ်တယ်ဒီစုပေါင်းပြီးမဖွဲ့နိုင်တော့ပြည်သူကအာဘယ်လိုပေါ့ဗျာအကျိတ်နဲ့ခင်မရဖြစ်တယ်ပေါ့ဟုတ်ပါတယ်အေးအဲ့ဒီအောင်အခြေခံပြီးကန်ဒီအစိုးရမဖွဲ့နိုင်ဘူးကိုယ့်ရဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးကရှုံးတယ်ဒါကြောင့် NUG ပေါ်လာပေါ့အခု27 27ပေါ့ဟုတ်ကဲ့တော့ကျွန်တော်တို့ကထောက်ခံတဲ့နေကန်ဒီမှာအစိုးရမဖွင့်နိုင်ဘူးတော်တော်ကြီးကဒီလိုပုံဖြစ်သွားတာအခု ဒီဒေါ်လာကြီးမှာတော့အစိုးရတည့်ရရှိနေတယ်ကျွန်တော်တို့ကောင်းတယ်ထင်ပြီးကျွန်တော်တို့ကယုံကြည်လေးစားအားကိုးထောက်ခံရတယ်။တန်းရွှေခင်ညွန်းတို့လက်ထက်ပေါ့ဗျာ။ဟုတ်ကဲ့အဲ့ဒီမှာ96 98အားကိုးတဲ့ကောင်းကောင်းကောင်းကိုးတဲ့ဆက်လိုက်ဖြစ်လာတာပေါ့နော်။ရွှေရောင်ရောင်ဒေါ်လာကြီးရွှေရောင်ဒေါ်လာကြီးမှာတော့တန်ဃာတော်တွေကဒီတက္ကသမားတွေရဲ့ဆင်းရဲဒုက္ခတွေကိုကိုချင်းစားလေဒါတိုင်းပြောင်းပေးပါဘူး။ ဟုတ်ပါတယ်เนาะဓာတ်စီဈေးတက်တဲ့ကိစ္စနဲ့စနေတာဟုတ်ပါတယ်ဟုတ်ပါတယ်နိုင်ငံလုံးမှာရှိတဲ့ဒီတန်ခါပုံစံတွေအကုန်ပတ်ကြပါတယ်ပေါ့နော်အဲ့အခုမြေဥပုံရေးမှာတော့တန်ခါဘိုင်းဆိုင်ရာပေါ့ဘူးပါတော့အတော့အားနေတယ်အဲနှစ်ပိုင်းပွဲပါတယ်ပေါ့နော်နှစ်ပိုင်းပွဲသွားပါဒါကလေဒီစစ်အာဏာရှင်ရဲ့အမွေစိုးပေါ့နော်သူတို့ကဘာသာရေးကိုလည်းမှိုင်းတိုက်ပြီးတော့အခန်းကဏ္ဍကြီးခွဲပိုက်တယ်ပေါ့နော်နောက်ဆုံးပြီးစင်တန်ခါနိုင်ငံကတော့ပါတယ်သူတို့ကင်တွယ်လို့ရမယ် အဲဟိုဖုံကြီးရဲ့အုပ်ဆောင်တွေပေါ့နော်အဲ့ဒီဒူတွေကိုပဲနေရာပေးပြီးတကယ့်တန်ခါစစ်တန်ခါမှန်နေကုန်လေဘီထန်ဘီထုတ်ပိတ်အောင်လေတွေးရှိခဲ့ရအဲ့ဒါပဲလေကျွန်တော်တို့အဲတချို့ကိစ္စတွေကစစ်တပ်မှာကျွန်တော်တို့ယူရမယ့်သင်ခန်းစာတွေရှိတယ်ဟုတ်ကဲ့စစ်တပ်ကအကြောင်းသားလှုပ်ရှားမှုကြီးပေါ်လာတယ်ဥဒဏ်ဟုတ်ကဲ့ဥဒဏ်ရေးကစခဲ့နော်နောက်ပြီးတော့ဒီ7 July ပေါ့နော်ဟုတ်ကဲ့ဒါပြီးအဲ့ဒီမှာသူက88ပေါ့ဗျာဟုတ်ကဲ့အဲ့ဒီနောက်ပိုင်းမှာအကြောင်းသားကိုတက်ရှုတွေးခွဲအကြောင်းသားတို့ အချမ်းချမ်းပွက်ပြီဟုတ်ပါတယ်ဟုတ်တယ်နော်ဘလော့ဒီဆိုလဲဆိုတော့တို့ကဒီလက်ရှိနောက်ပိုင်းခစ်ပေါ့နော်နောက်ပိုင်းခစ်တွေမှာဒီ88နောက်ပိုင်းခစ်တွေမှာတို့ကဒီမျိုးလေကောင်မှာဒီတက်ကတူတွေရှိရယ်ဆိုရယ်ပေါ့နော်အဲ့တက်ကတူတွေကတဘုံငင်ဝေးဖားပေးပါလေအညာဥကွာဆိုပြီးတော့နောက်ပိုင်းကလေးတွေကြတော့တက်ကတူတွေကမြို့အပြင်ကြီးရောက်တာတောက်သွားတယ်နံပါတ်1ဟုတ်ကဲ့နံပါတ်1ချက်ပါရွှေအောင်တော်လည်းရေးဖြစ်ပြီးတော့ဘုံကြီးတွေကိုခွဲပါဟိုမီးလောင်ဘုံနဲ့တော့လုတ်ခဲ့အောင်ဒီတော့အဲ့ဒီမှာလေသူတို့ကဒီ ဘာသာရေးတာကနာရေးကိုတကယ်ကိုပဲကြည်ညိုလေးစားပါတယ်လို့အမိကန်တသက်ဆိုတာဟိုပေါ်လွင်ခဲ့ပါတယ်။နောက်ဆုံးမိတ်ဆင်ကျွန်တော်ဘာသာရေးရပုတ်ပယ်နေတယ်တန်ခါတော့တန်ခါတော်ရည်တော်မှပဲမိလောင်ဘုံလို့ရလို့နေတယ်ဒီရက်ဆက်ဆက်ချုပ်ပြီးရက်ဆက်တာစစ်တက်လို့ကြာအပုံမှန်ပါပဲပုံမှန်ဒါပေမဲ့ဒီဘုံကြီးတွေအင်အားစုကိုဟုတ်ကဲ့ထုတ်ခွဲပါလိမ့်ထုတ်ခွဲပေးကြတာပါဘုံမှန်ရက်ဆက်တဲ့ဘုံကြီး အင်းနဲ့အားနဲ့ပါမလာတော့ပါမလာတော့ပါဘူးဟုတ်တယ်နော်ဟုတ်ကဲ့ကျွန်တော်ပြောချင်တာကတင်ငန်းစာကိုပြောချင်တာဟုတ်ကဲ့ ADA ကာလာမာတော့ကကျောင်းသားတို့ကြီးပါတယ်ဟုတ်ကဲ့အဲကျောင်းသားတို့ကိုဖုတ်ခွဲဖုတ်ခွဲပြလိုက်ပါလေနှစ်ထောင်ကိုရွှေရွာရောက်မှာကျတော့ကျောင်းသားတို့ဒီလောက်မပါတော့ဖိုးကြီးတူတက်ထောင်းကြီးတူဟုတ်ပါတယ်ဖိုးကြီးတို့ဖုတ်ခွဲပြလိုက်တယ်ဟုတ်ပါတယ်2021တော်လာကြီးမှာဖိုးကြီးတူအင်းအာရော့သွားတယ်ပေါ့အာရော့သွားတော့ဘာမလာတာဟုတ်ပါတယ်မရှိတော့ပါလေလက်မျိုးလက်ချိုးကြီးတွေကမျိုးတလိုက်မပါတော့ဟုတ်ပါတယ်နော်ဆိုတော့ ပြောချင်တာကဒီဘုန်းကြီးတွေပါတာပါတော့ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်စစ်တဲ့လုံကြီးလုံဟန်ကြီးကိုကျွန်တော်ပြောနေတာဟုတ်ပါတယ်စစ်တဲ့ရဲ့ဘူရောမဟုတ်ဇာဇံနဲ့တွေးထိုးပြီးတော့တက်ချူပြည့်ခွဲတဲ့နီလန်နီလန်အဲ့ဒီနီလန်ကိုကျွန်တော်နမူနာတင်ပြတာယူထားဖို့ပြောပါယူရမယ်ဟုတ်ပါတယ်နော်အခုဟုတ်ပြီကျွန်တော်တို့90ရွေးကောက်ပွဲမှာတော့အာနာပတ်ဘူးဟုတ်ကဲ့ဖြာစကားချင်းကြားကြည့်လို့ပြောတယ်ဟုတ်ပါတယ်အခုလာတဲ့2021ရွေးကောက်ပွဲမှာ2020ရွေးကောက်ပွဲမှာအာနာညပါတီကဘယ်သူလဲဟုတ်ကဲ့ energy လက်ရှိ energy ပါလေခင်ဗျာနော်မတာဒီမန္တာဒီကြိုက်တာဒီမကြိုက်ရဘူးတပါဟုတ်ပါရဲ့ energy နိုင်ကြည်သူကရွေးချယ်ပေးခဲ့တာကတော့ energy နိုင်နိုင်ခဲ့တာဒါပေမဲ့အဲ့နိုင်ခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေလည်းရှိတယ်ဟုတ်ကဲ့ဒေါ်ဆန်းစုကြည်ကပြောတယ်လေဟုတ်ကဲ့လူကိုမကြည့်နဲ့ပါတီကိုပဲကြည့်ပါတီကိုပဲကြည့်ပါအမေပြန်အာဒီတာပါဟုတ်ကဲ့ဒါလည်းရှိခဲ့ဟုတ်အဲ့လိုမဲပေးလိုက်တော့အခု27မှာအဲ့ ်တက်တာလေအများကြီးအများကြီးရှိပါတယ်တက်လာတဲ့အမတ်ဒီဓာတ်မှာဟိုအဲတူဘောကဆန်မမီတာပေါ့ဗျာဆန်ကြီးမမီတာအဲ့ဒီချက်ပြည်သူ့ဘောမှာထားရမယ်ကျင့်ဝတ်တွေအဲ့ဒီဘောမှာအားနေတာလည်းရှိနေတာဟိုအချောင်ကိုရေးတာဖို့ထောင်သမားတွေဟုတ်ကဲ့နော်ထားပါတော့အဲ့မပြောတော့ဘူးအဲ့အဲ့ဒါလေအဲ့30နော်30ယူကောက်အစေအစေဟုတ်ကဲ့နစေဒီကောက်ပဲပါနစက်တိပေါ့ဟုတ်ပါပေါ့နစေနစေဒီကောက်ပဲမှာနစက်တိမှာအာနာသိမ်းတာပါဟုတ်ကဲ့အာနာလွဲလို့လားမလွဲပါဘူးအဲ့ဒီမှာလေသူတို့ ဘယ်လိုဘယ်လိုပြောမလဲဗျာနိုင်ငံတကာစံနှုန်းတွေပါလေဆိုတော့သူတို့ခေါင်းထဲမှာရှိတာမဟုတ်ဘူးဗျာဒီတော့သူတို့အာနာရှင်ရဲ့သဘောသဘာဝကသူတို့အာနာတည်မြဲမယ်သူတို့ထိုင်ကုန်မြဲမယ်ဆိုရင်ဘသူဖြစ်ဖြစ်အောက်ကိုချနေမို့ဝင်ကလေးရဲ့လူမျိုးတွေဒုမေလင်အောင်ဒါဘူးဟုတ်ပါခင်ဗျာဟုတ်ပါတယ်စစ်တဲ့သဘောသဘာဝမှာခဏသိပြီးသားပဲ လက်ချွေဟာသူ့သူ့သူ့ရဲ့နီးပြီးလမ်းပြဆရာပေါ့ဗျာသူ့ရဲ့အုပ်ချက်ပြနေဝေးကိုလောက်ခဲ့တယ်ပြန်ပြီးတော့ပြန်ကြည့်ရပါမယ်လက်ချွေဟာခင်ညို့ကိုလောက်ခဲ့တယ်တရာသူတို့ရဲဘော်ရဲဘက်ဒီနော်ကြောက်ဟုတ်ပါသူတို့ချင်းချင်းတော့မှာပဲနေရနဲ့ပတ်သက်လာရင်ကြာဘူးအထာမထားဘူးစစ်တော့ပေါ့ကြော်ပါထွန်းကြည့်ဟုတ်ကဲ့ဘယ်လိုလုပ်ခဲ့လဲဟုတ်ပါတယ်စစ်တပ်ဟာအာဏာအကျိုးရှိဖို့နဲ့ပတ်သက်လာရင်သူ့မိနေတော့ကြောက်မရပါဘူးနော်အဲ့တော့ဟုတ်ပြီအခုစစ်တပ်ကိုယုံယုံပြီးတော့ဗျာ စစ်တပ်ကိုယုံနေတဲ့ကောင်တွေကိုကျွန်တော်ပြောချင်တာပါဟုတ်ကဲ့အကြမ်းသားပြည်သူတို့နိုင်ငံရေးသမားတို့ကဒုတိယဟုတ်ကဲ့သူစစ်တပ်တဲ့ကကောင်တွေတော့အခုခွေးသိဝက်သိတည်နေတာကိုထိုးကျွေးနေတာခွေးသိဝက်သိတည်တဲ့ပြင်ဘယ်ကနေလို့အခုသူတို့စီကနေပြီးတော့ပြန်ပြီးတော့သူ့ကိုပြန်ပြီးလော်ပေးနေတဲ့တော်မှာပဲထောင်ပြန်ချတော့ဘုန်းကြီးတော်ဖမ်းနေတာအဲ့ဒါပြောတာနီးနောက်ဆုံးဟိုကျွန်တော်လာလာပြောကြတချို့ကောမက်တွေမှာလာချိုးရုပ်ပြပေးလိုက်ရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါဆိုရင် လာရှိုးကနားမခေါက်မီးဖွင့်ပြီးအေးရတာလို့ချက်မင်းကြည့်ကြည့်နေကြည့်ပါအခုကျွန်တော်တို့ပေါ့နော်ဒီလက်ရှိကြံပြီးတော့ကျွန်တော်တို့ဒီကဲတာမီးတုံးတက်ကြည့်လာကြည့်တဲ့အခါမှာပေါ့နော်လက်ရှိလာရှိုးလိုပါလို့ချို့ဟာတွေကိုပေါ့နော်မူဆက်ပါမယ်ပေါ့နော်ဒီအာနာရှင်နဲ့တယုံနဲ့ညီနိုင်မှုကြောင့်ပြန်ပေးတဲ့ဆိုပေမဲ့လို့အဲ့ဒီမျိုးပေါ်ဒီမှာသူတို့ရဲ့အာနာကလုံးဝလုံးဝမတက်ရောက်ပါဘူးတေယုကအဲ့ဒါဖြင်းချလိုက်တာတေယုကစစ်တပ်ကိုဖြင်းချလိုက်တာဟုတ်ပေါ့ ။ကြောက်ညယူမယ်ယူပြီးတော့ပြန်ပြန်ပြန်ပြီးတော့ပေးရအောင်ဗျာ။ပေးတယ်။ပေးကပေးကြီးမရ။မရ။ကျွေးကကျွေးကြီးမဝ။ဟုတ်တယ်ဟုတ်ပါပြီ။စစ်တကအဲ့မှာဘာလို့မှမသိဘူးဖြစ်နေတာ။ဟုတ်ပါလေ။ပတ်လည်မှာတော်ရင်တက်ပြီးဝိုင်းလာတယ်။ဟုတ်ကဲ့။လမ်းကြောင်းကြီးအောက်တော်ရင်တက်ပတ်ဟုတ်ကဲ့ကြောင်းရဲ့ချင်းရဲ့ချက်လို့ဖြစ်ဘူးနာမခတိုင်းမှာမီးဖွင့်ပြီးမအိပ်ရဲဘူးမအိပ်ရဲပါဘူးလက်ရှိလဲစောက်ကြီးတော့ရေပြောနေတယ်ဒီတော့ခုနကစကားပြန်ဆက်ရရင်တက်ညို့တော့မအိပ်ရဲတဲ့ကိစ္စဗျာအခုမဲဘာညာသူ့ကရေကောက်ဘာညာသူ့ဖြစ်နိုင်ပါတော့မလားအဲ့ဒါလေးကိုအဲ့ဒါလေးကို စစ်တပ်ကြည့်အောင်ဆုံးတော့ပြီစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲပြည်သူလူထုကမယုံဘူးမတည်းမတည်းလုံးလုံးဝမယုံကြဘူးဟုတ်ကဲ့မယုံရတမိုင်းချက်တည်းညာရှင်းမှာစလိုက်ပြတဲ့ပြီးပါညာရတော်လိုက်နေအားကြွလည်းမယုံမယုံပါဘူးခင်ဗျားလည်းမယုံမယုံဘူးကျွန်တော်လည်းမယုံဟုတ်ကဲ့ဟုတ်ပြီမယုံဘူးဆိုရင်ကျွန်တော်တော့ဘာလုပ်လဲဟုတ်ကဲ့ဒီရွေးကောက်ပွဲကိုရန်တက်အောင်ဘာလုပ်လဲဒီတော့ကျွန်တော်မှာကပေါ့နော် တမိုင်းစင်ဆက်နိုင်ငံရေးအစဉ်ဆက်ကိုပြန်လဲလေ့လာတုံ့သက်ကြည့်တဲ့အခါမှာပေါ့နော်စစ်အာဏာရှင်ဒီနီးအမျိုးမျိုးနဲ့ပြည်သူကိုလိန်ညာလှည့်ပြပြီးတော့သူတို့အာဏာတည်မြဲဖို့ဒါလင်းစတိုက်သွားနေတယ်ဆိုတာကိုတမိုင်းကအသိခံရရှိပါတယ်ဒီတော့အခုဒါမဲ့မင်းအောင်နိုင်ရဲ့လက်ဆောင်2016ဇန်နဝါရီမှာကျင်းပမဲ့ရွေးကောက်ပွဲဆိုတာဒီလေသူတို့အာဏာဆက်လက်တည်မြဲဖို့အတွက်ကိုသွားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီအဆင့်ထိရောက်စီရအောင်မရှိတော့ဘူး ယုံကြည်ကြရလဲမရှိတော့ပါဘူးအဲ့ဒီတော့ကျွန်တော်သွားမဲ့နီလန်းဒီဝေးဒီနိုင်ငံရေးအရာကျွန်တော်တို့ကအချိန်ချိန်ခါခါညှိနှိုင်းပြီးတော့ရောက်ခဲ့ပြီးပါပြီပြည်သူတွေအသက်တွေကိုနိုင်ငံသူနိုင်ငံသားတွေတိကျမင်းလာရအောင်ဆိုပြီးတော့အပြန်လာအခြေလေလောက်ခဲ့ပြီးတော့မျိုးလို့သွားခဲ့ပြီးပါဒါပေမဲ့လို့အာနာရှင်ဒီအာနာရှင်ရဲ့ဇိုက်ကိုအနေနဲ့ပြလိုက်ပဲရှိပါတယ်အဲ့ဒီတွေ့ကျွန်တော်တို့ဒီအာနာရှင်ကိုဖြိုဖျက်လို့ရမှာဒီအာနာရှင်အမြင့်ပြက်အောင်တိုက်ထုတ်ဖို့ပဲ ရှိပါတယ်စစ်တပ်ဟုတ်ကဲ့စစ်တပ်မှာဆိုတော့ PDF တွေတိုက်ရမှာပေါ့တော့တိုင်းကဥရကိုတိုက်ရမှာပေါ့အဲ့တော့ရခိုင်ကရုပ်ောက်ကိုယုံလားမယုံပါဘူးမယုံပါဘူးမယုံပါဘူးမယုံဘူးကင်းယုံလားမယုံတော့မယုံပါဘူးမယုံရင်ဘာလုပ်လဲတိုက်ဘယ်လိုလဲဟုတ်ပါတယ်နိုင်တတ်ကြဘူးလေမနိုင်ရင်ဒီရုပ်ောက်ကိုအပြီးမှာနိုင်ငံကြီးတော်လိုက်အချိုးပိဖြစ်လိမ့်မယ်ဟုတ်ကဲ့အလူးချီရောဒီရုပ်ောက်ကိုယုံလားမယုံပါဘူးမယုံမဲ့ဘာလုပ်လဲ ဟုတ်ကဲ့ဟိုဗဇက်ကနေပြီးတော့မကြုံပါဘူးတန်ွက်ပါပါလေအဲဇွန်းထောင်ပြီးအဲမကြဘူးအစင်မပြေပါဘူးလက်ပြကြကြချင်းကပ်ဖို့လိုပါတယ်ဟုတ်ပြီအာနာရှင်တင်းတင်းတွင်းနဲ့သူ့ရဲ့လမ်းကြောင်းကိုတက်ဖို့အတွက်ကိုအစင်လိုက်အစင်လိုက်ဖြည်းဖြည်းချင်းလောက်ပါလေတွားနေပါလေတွားနေတဲ့ခါမှာမိမိဘက်ကတုံနီးတုံနေနေမယ်ဆိုရင်တော့ပြုတ်ကြကြံနေမှာပဲဖြစ်ပါတယ်အခုလည်း ်အာရှေဘက်ကဆက်လုံးလာပါတယ် peace forum ဆိုပြီးတော့ဒီ peace forum မှာလည်းကျွန်တော်တို့ပြည်သူ့ဆိုရင်53ပါတီကရွေးချက်ခံရလို့တော့ပြရတယ်ပေါ့နော်ဒီကပါတီနေနဲ့မှပုံတွေဝင်ဒီတော့အဲ့53ပါတီဆိုတာကလည်းလက်ချိုးရည်လို့ရတဲ့ပါတီကအနည်းငယ်ရှိပါတယ်ကျန်တဲ့ပါတီတွေကအမေရိကန်တက်ဘလို့အမေရိကန်လဲဆိုရင်အဲ့ဒါတော့တက်လုံးတယောက်မှမနိုင်တော့ဘူးအမှန်ပါပဲအမေရိကန်တက်တက်ပါဒီတော့အဲ့ဒီပါတီတွေကို तू ကအတုံးချခြင်းတိုင်းဖြစ်ပါဘူးဒီတော့ခုအော်စရာကောင်းတာကတချို့ ဒီလက်ရှိနာမည်ရှိပြီးသားတချို့ပါတီတွေကဘာကြောင့်အတုံးချခံနေတယ်လဲဆိုတာမျိုးဆက်နိုင်ငံရေးသမားယူပါတယ်ကြာအဲ့ဒါကိုကျွန်တော်အံပေါ်နေနော်စောင်းရှင်တာဖို့ပေါ့မယ်ဟုတ်ကဲ့မျိုးဆက်နိုင်ငံရေးသမားယူဟုတ်ပါတချို့ကအစင်ဆိုင်ကျွန်တော်တို့လေးစားခဲ့ရတယ်အတူယူခဲ့ရတယ်မျိုးဆက်လာတယ်ဆိုပြီးပါဟုတ်ကဲ့အရန်အော်တော်တယ်ကျွန်တော်တို့ဟုတ်ကဲ့နော်ပြောချင်တာကတုံးစားပြီးချီမှန်တည်တည်လေးဟုတ်ပါတယ်ဘယ်နှတုံးတော့ဆက်စားကြည့်ပြီးရတယ်အဲ့တော့သူတို့ကကာဘာစကားတစ်ခုကြောက်ကြရရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ တကယ်ဒီတိုင်းသွားနေရင်ပြည်သူတွေဒီတက်ပုံနစ်နာမှာဆိုလို့ဆိုရက်စကလုံးတန်ပြောလဲကျွန်တော်ပြချာရှိပါတယ်ဒီတော့အဲ့တော့ကိုလည်းကျွန်တော်တို့ကပြန်လည်ပြီးတော့လေးနဲ့တုံးတက်ဖို့လိုပါတယ်ပြည်သူနစ်နာကိုဒီလောက်နေတာအဲ့ဒါကြောင့်ကိုပြောတာပေါ့အခုဘုံကျတာပြကျတာလေဟုတ်ပါတယ်အရသာပြည်သူတွေကိုမြို့လေကောင်းမှာဟုတ်ပါဘော်ဒါဆွဲပြီးစစ်တဲ့သိမ်းလိုက်တာဘယ်လိုလဲအခုအမှန်တကယ်ကျွန်တော်တို့တိုက်မယ်ဆိုရင်လက်နဲ့လက်နဲ့ချင်းသူတို့ပြောခဲ့တဲ့စကားရှိပါတိုက်ပါလားတိုက်ပါ ။တဲ့ရောအဲ့ဒီလိုမဟုတ်ဘဲနဲ့ကျေးရွာရက်ွက်မြို့ရည်ထဲမှာပြည်သူတွေနေတဲ့နေရာကိုရဲရဲဆက်ဆက်ပုံကျဲနေတာဖြစ်ပါလေ။ရှင်အဲ့ဒီမှာကလည်းစစ်အာဏာရှင်မှာကသူမှတိုက်ခဲ့ရှိပါလေ။อืมဘလို့တိုက်ခဲ့လဲဆိုရင်သူပြီးရွေးကောက်ဝဲအတွက်ကိုလက်ရှိပြန်ရတာလူဦးရေအစင်းမှာသူက32တန်းကျော်ကိုသူစင်းကောက်ခံရရှိပါတယ်လို့ပြောတာရှိပါတယ်။အဲ့တော့သူကလမ်းမိတ်မမီရဲ့နေရာတွေကို16တန်းကျော်နဲ့သူခမန်းပစ်ချက်ထားပါတယ်။အဲ့တော့ လက်ရှိကျေးရွာတွေမှာရှိတာတွေကိုသူကအဲ့ကကျေးရွာကိုအပြောက်ဖြောက်လိုက်ခြင်းအားဖြင့်อืมအဲ့ဒီကျေးရွာဒီတကယ်တကယ်ရေကောက်ဘက်ကာလမှာကြာရင်အဲ့ကျေးရွာကြီးမရှိပါဘူးကျေးရွာလည်းမရှိဘူးလူဦးရေလည်းမရှိပါဘူးဆိုတော့စင်းပြောက်ကိုသူလုပ်လို့ရတဲ့ဖွက်ရှင်အဲ့လိုအဲ့လိုကြီးလားဟုတ်ကဲ့အဲ့ဒီကိုကသူနင်းနေတာပါဟာ yes sir အဲ့ဒီတော့ကျွန်တော်တို့ဒီတော်လိုက်အင်အားစုရေးနေတဲ့ကလည်းဒီလက်ရှိဒီပေါ့နော်ကျွန်တော်မြို့နယ်ပေါင်းကျွန်တော်လက်ရှိဒီတိုင်းရင်းသားတွေရောဗာလေးတော့တင်းနေတာကဟိုပေါ့ နေ့က90နီးပါးမှာတိုက်ပွဲတွေဖြစ်တယ်60ကျော်ကကျွန်တော်တင်ပြီးသွားပြီဟုတ်တော့ဒီတော့ညို့တဲ့အပေါင်းသူ့ကြံလာက60ကတည်းကတော့ရှိပါတော့တကယ်60 60ပေါ့ဗျာ290တုံးမပုံလားဟုတ်ကဲ့တုံးမလားသူတို့60စက်တက်ကထိကျုပ်ထားတာဟုတ်ကဲ့အလေလက်က60 60တိမ့်တာက60 60အဲ့ဒီ upgrade ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့60မှာယူပါဘူးလို့ဗျာဟာရတာပေါ့ရတာပေါ့ဒီတော့အဲ့ဒီလိုရဖို့အတွက်ကိုတည်းဘာလို့ပတ်တယ်လဲဘာလို့ပတ်တယ်အရင်ဦးဆုံးကျွန်တော်တို့ကကြေးရွာတဲ့ကျွန်တော်တို့လုပ်မရပါဘူးဟုတ် ဘာလို့လဲဆိုတော့ကျွန်တော်ဒီတိုင်းဒေသကြီးမှာကကူကဖွဲ့စည်းပုံရမှာပေါ့ပေါ့နော်ဒီမျိုးနဲ့တိုင်းအောက်ကမျိုးနဲ့မျိုးနဲ့ရနေမှာကြီးပါသွားတာဟုတ်ဒီကျွန်တော်တို့ကချုပ်မျိုးနဲ့တွေကိုကျွန်တော်စီးမိဖို့လိုလာပါဘူးမဟုတ်ဘူးအခုအဲ့စနေဝင်းလောက်တာတဲ့အတိုင်းနဲ့ပြည်နယ်ဆက်လေးကိုပြောင်းလာဖြစ်ရမှာဖြစ်ရဖြစ်ပြီးလူကြီးတိတ်ပိုက်ထားတဲ့မျိုးနဲ့များဖို့ဟုတ်ကဲ့တော်လိုက်ရအခုများပူပေါင်းပြီးတော့အဲ့မျိုးနဲ့များမှာရုပ်ောက်မလို့ လုံးတင်တာပေါ့မမပြောပြအခုကျွန်တော်ပြောချင်တာဟိုလေမလုံးနိုင်တဲ့တော့မစင်စားဘူးကွာဟုတ်ကဲ့လုံးနိုင်တဲ့ပေါက်ကလည်းစင်စားပြီဟိုလက်ရှိတိတ်ပိတ်ထားတဲ့မျိုးနဲ့များအားလုံးမှာပြည်သူလူထုကရွေးချယ်ထင်များတော့မတည့်ရောက်ွက်အစ်ဟုတ်ကဲ့ကျွန်တော်ရွေးကောက်ဖို့အမှတ်ယူဖို့မလိုတော့ဘူးကိုစားပြုမှုယူဟုတ်ကဲ့အဲရောက်ွက်အစ်ဟုတ်ကဲ့ပြီးလို့ရှိရင်မျိုးနဲ့အစ်ကိုသာပြုတ်ပေါ့ကိုသာပြုတ်ကိုသာပြုတ်ပေါ့ဗျာဟုတ်ကဲ့နော်ပြီးလို့ရှိရင်ခရိုင်အဆင့်အပြီးထားပါတော့ဟိုပါပေါ့တိုင်းအဆင့်ဟုတ်ကဲ့အဲ့ဒါမျိုးဗဟုအဆင့်အဲ့ဒါလို့လုပ်လိုက်ရင်အဲ့ဒီ နေမီတွေကနေရွေးချယ်လိုက်တဲ့သူတွေအားလုံးကပြည်သူလူထုအစ်အမှန်ရဲ့ကိုသားပြားပြည်မှုဖြစ်လာတယ်။ဟိုဘက်မှာတော့သူဘာပဲလုပ်လို့ကိုမင်းတို့လုပ်တယ်တော့ဗာငါတို့လည်းကိုသားပြည်မှုနဲ့လာတာကွာ။ဟုတ်ကဲ့ပါကြီးကိုလက်ခမောက်ခတ်ပြီးပြောလို့ရတယ်။ဟုတ်ပါတယ်။ထားတော့ပြားလိုက်ပြောမိုးတယ်။မော်ပြအဲ့ဒီမှာပေါ့နော်ကျွန်တော်တို့ကအရင်ဆုံးတိုက်ခိုက်တာဒါကအုပ်ပေါ့လုံလို့ရတဲ့အပိုင်းလေးနေအသေးငယ်ရှင်းပြရှင်းပြတာပါတကယ်တကယ်ကတော့ကျွန်တော်တို့ကဒီ စစ်အနာရှင်ရဲ့ရွေးကောက်ပွဲဒီအကြောင်းဝင်ဘူးဒီတော့အဲ့ရွေးကောက်ပွဲမဖြစ်မြောက်အောင်ဆိုတဲ့တိုက်ကပုံပဲကျွန်တော်တွားတာအဲ့ရက်တက်အောင်လို့လုပ်တယ်အဲ့အကြောင်းကိုရေးကြည့်ရအောင်အဲ့တော့အဲ့ဒီပိုင်းကိုကျွန်တော်ပြီးလူလူကမဲသွန်းပေးရရတာပေါ့ရတာပေါ့ရတာမဲမင်းမင်းတို့ဟမ်ခက်တာကပြည်သူကမဲမပေးရင်လည်းအဲ့ဒါမှမဲပေးကြောင်းလည်းရှိတယ်တစ်ချက်ဘယ်လိုလဲဒုရီယချက်ကဘာလဲဆိုတော့ပြည်သူမဲပေးပေးမပေးပေးဒီဥပဒေဒီမဲရလက်အပေါ့ပြည်ရပါတယ်ဆိုလိန်ညာတဲ့ချက်ကလည်းရှိထားပါတယ်နောက်တစ်ခုကဟိုပါဆိုရင်ရောလွတ်တော်အကူကလွတ်တော်ကိုယ်တိုင်လောင်းဆိုစေယူနေရ မဲမဲဆိုတယ်ပေါ့ဗျာဟုတ်ကဲ့မဲဆိုရင်ပောက်ဝဲမှုတွေဖြစ်ရပေါ့လို့အပ်သိကြတာပေါ့ဘယ်တော့လုံကြုံရူပြီးမှာဒီမှာကျွန်တော်ပြနေမှာဟုတ်အဲ့ဒီပြင်ချက်ကန်ရေးဆိုတဲ့ကောင်ကမမင်းကြီးမောင်မီးကဘယ်လိုမဲဆိုတယ်ဒီလားဟုတ်ကဲ့ပြောကြည့်ပါဦးဆက်ယုံနေသွားပြီးတော့တို့တို့တကယ်ကြီးကျွန်တော်တို့ကရေးဆောက်ပဲဆိုဒီကောင်မျိုးကိုလည်းသိတယ်သိတယ်သိတယ်ခုတည်းကပါတီတွေထောင်နေရုံးကန်းနေဖွင့်ရမယ် အနေနဲ့ဆိုတဲ့ပါတီကိုလူ့ဥယျာဉ်သိမ်းဆိုတဲ့ပါတီကိုရှိရမယ်ဆိုရယ်ဆိုရမယ်လို့လက်ရှိအချိန်ကြီးထိအောင်နာမည်သူတို့ဒီစတက်နဲ့ပလဲပနာတဲ့ပါတီတော့ကပဲဖြုတ်ချမှု movement လေးတွေ့ရပြီးတော့ channel ပါတီကိုတွေ့ရလုံရဲဘူးမလုံရဲပါဘူးဒီအဲ့ပါတီလက်ကျွန်တော်ပြောချင်တာကခုနကတုန်းကညို့နေပေါင်း330ရှိတယ်ဆိုရင်ဖွင့်ကြည့်လိုက်ပါသူတို့ရဲ့ယုံကြည်ဘုံကြည်ပေါ့စင်ကြည်စမ်းမမဲလာဆွဲဗျာပြည်သူလူထုကကြုံဖို့နေပေါ့မဗျာဟာရရပါဘောပြရတာဘောဗျာမင်းတို့ ်ပေါ်ပြည်သူကတော့သူတို့အောက်မှာနေရတဲ့ချိန်ကြီးနောက်ဆုံးဖြစ်စေနောက်ဆုံးပြအောင်အဲ့လိုမမလုံချေကွာတယောက်မှမသွားနိုင်ကွာအရာပေါ့နေမကောင်းလိုက်ဖျားလိုက်ဥမာအမေနေမကောင်းလို့ဖြီးခီးသွားချောက်လို့ကွာဟုတ်ကဲ့ဒါမျိုးတွေကိုစိုးရတော့ပြည်သူရဲ့ဆက်မြင်မှုဆက်မြင်မှုပုံစံကိုကျွန်တော်စဉ်းစားကြည့်တာဟုတ်ကဲ့အဲ့ PDF တွေကွာတော်ရင်တက်ပြီအောင်ဘယ်လိုဆက်ချင်းအဲ့အရေးကြီးတဲ့ပိုင်းအဲ့ဒီပိုင်းပေါ့နော်ပြည်သူရဲ့စံ့ကျင်မှုပိုင်းမှာကြတော့ပြည်သူဒီရန်သူရဲ့လက်အောက်မှာစစ်အာဏာရှင်ရဲ့လက်အောက်မှာရှိနေတဲ့အတွက်သူတို့မှမလွတ်တာဆိုတဲ့အခြေအနေမျိုးပါ ကျသူတို့ရဲ့ဒီနေ့ဘဝအသက်ရှင်တာမှုလက်စားဝင်နေတော့အဆင်မပြေတဲ့ကာလပါအဲ့တော့အဲ့ဒီကာလကိုတစ်ချက်လေးဘေးထားပြီးတော့လက်ရှိကျွန်တော်တို့တပိုင်စုတပေါင်းစုတွေ PDF တွေအစိုးရတွေပေါ့နော်ဒါတွေကဘလိုမျိုးစီစဉ်တင့်တယ်လဲဘလိုမျိုးတိုက်ပွဲပေါ်တင့်တယ်လဲဆိုတာကိုအဓိကချက်တွေတွားရမှာစဉ်းစားရမှာဟုတ်ကဲ့စဉ်းစားပါကျွန်တော်တို့ကတော့ကာဝေးဦးကြီးချုပ်ပြီးလည်းမဟုတ်ဘူးကာဝေးဦးကြီးလည်းမဟုတ်ဆိုတော့ပြောလို့မရဘူးဟုတ်ကဲ့ခေါင်းထဲမှာတော့အကြံဉာဏ်လေးပါလိမ့်ရှိပါတယ်သို့တော့အဓိကတော့အင်အားစုက ဒီ yoga ကိုဖြတ်တတ်နိုင်ဘူးဘယ်လိုကြိုးစားမလဲဆိုတော့လက်တွေ့ကျတဲ့အချက်တွေလိုရဲဗျဟုတ်ကဲ့နောက်တစ်ချက်ကစစ်တပ်ထက်ပြောမယ်နော်စစ်တပ်ဟာစစ်ရှုံးနေပြီဆိုရင်ငင်းငယ်ဟိစကားပြောလို့ဗျာတက္ကပါလို့ရဲ့စစ်တပ်ဖိတ်ပုံစံနော်ငင်းငယ်ရင်ငင်းငယ်လို့အတန်ထွက်လာတာသွားပြီးတောက်ထင်မကြီးနေအဲ့ကောင်ကြီးစစ်ရှုံးနေလို့ထွက်လာတာဟုတ်ပါတယ်ဟုတ်လားအမှန်ပါအမှန်ပါသူတို့ဒီသူတို့ နေရနေရအနေထားအခုမှာကြာရှုံးပြီဆိုတိုင်းဆိုတိုင်းမှာလက်ပွက်စကားအခုเนี่ยနေရတုံးကျူပါလေအဲ့ဒီလိုတုံးကျူဖို့အတွက်ကိုလည်းသူတို့ကဘယ်လိုဘယ်လိုပြောလဲဆိုရင် NCO ကိုလည်းသူတို့ရအောင်ကတ်တယ်လို့တရုတ်ရုရှားလက်ရှိရောပေါ့နော်ဘီလာရုပေါ့နော်အဲ့သူတို့တွေကိုလည်းသူတို့ကဖိအားမျိုးတွေဝင်ရောက်နှိမ့်နှောခိုင်းမှရှိပါလေပြီးတော့အာဆီယံပေါ့နော်ဒီတော့ဟုတ်ပြီကျွန်တော်တန်တမန်ကြီးရအပြန်စဉ်းစားမယ်ဆိုလို့ရှိရင်တရုတ်ကိုကျွန်တော်တို့စင်ပြေဘူးဘယ်လိုလုံးကပဲကျွန်တော်ပြောထားပါတယ် NUG ကလည်းဒီပြောရတာကဘာလဲဆိုတော့ထိုင်းနိုင်ငံမှာတောင်မှပဲသူတို့ ဟိုအတိမတ်ပြူမှုနည်းနည်းအားနဲ့ဆိုတဲ့သဘောတရားကိုသိပါတယ်အတိမတ်မပြူဘူးအဲဟုတ်ကဲ့အတိမတ်မပြူတဲ့သဘောတရားကိုထားတာရှိတယ်ဒီတော့ကျွန်တော်တို့ကဒီပလိုမေစီပေါ့မှာတန်တမန်ရေးရာကိုလေကျွန်တော်တို့ကလက်ရှိရန်သူကိုမှကတ်တော့လုပ်မယ်ဆိုရင်လေဥပမာပေါ့လက်ရှိတရုတ်တရုတ်ဒီမြန်မာနိုင်ငံကလည်းဖြစ်နေတဲ့အတွက်တန်တမန်ရေးရာမှာမြန်မာနိုင်ငံရေးရာမှာတော့ဝင်ရောက်ဆက်ပတ်နေဖြစ်တယ် ဒီအဲ့ဒါဆိုရင်အဲ့ဒီအပွက်ကိုကျွန်တော်ပြန်လဲအသုံးချတတ်ဖို့ပဲလိုပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီလက်ရှိအစိုးရတရားနေနဲ့တရုတ်ကိုကျွန်တော်တန်မာရေးရပြန်ပြန်လဲပြီးတော့ပေါ့နော်ချင်းကပ်ဆုတ်ကိုင်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုမိနာရေလိုအပ်ပါရင်လောက်ခံဘူးလားဘယ်လိုလုပ်ဟုတ်ကဲ့အဲ့ဒါတော့မိနာတွေကိုပြန်တတ်ဆိုတော့ကျွန်တော်ကရှင်းရှင်းပဲအခုတက်တက်တွေးပါအဖြေကရှင်းပါကျွန်တော်တို့ဟုတ်ပါတယ်ကျွန်မစစ်နိုင်စစ်နိုင်တော့ပြီးပေါ့ဗျာမိပါနေသိကြပြီပေါ့အေးဘူးကြည့်တာဟုတ်ပါတယ်ပြီးတော့ဒီမှာလဲ တော့မတက်လားဒီတော့အေးအေးရဲ့လုံးသွားတဲ့အကွက်ပေါ့နော်ပြမအောင်ဆုံးကျွန်တော်1027ပေါ့နော်စစ်စင်ကြီးအဲ့ဒီစစ်စင်ကြီးမှာသူတို့ကဒီ3 3ဝက်ပေါ့နော်3ဝက်ပေါင်းပြီးစစ်စင်ကြီးလောက်တယ်မဟာပြဝါလေးကြောက်ပေါ့နော်အဲ့ချိန်မှာဒီဘရိုင်းနဲ့တဲထိုးစစ်စင်လိုက်တဲ့အတွက်ဂျန်တို့ရဲ့နေမီတော်တော်များမြို့နယ်တော်တော်များကိုကျွန်တော်ချုပ်ကင်ထိန်ချုပ်နိုင်လိုက်ပါတယ်ဒီအဲ့ဒါကိုကြည်ချင်းအားဖြင့်ကျွန်တော်ဒီစုပေါင်းမှုမဟာမိတ်ပတ်မှုတွေကလည်းအမြဲတမ်းရည်ကြီးရဲ့ဆိုတာကိုတွေ့ရပါတယ်အဲ့ကြောင့်ကျွန်တော်ပြောနေတာလေ စစ်နိုင်ုံမြေပိုင်လို့အေးအေးကိုအမခံလေးစားဆက်ဆိုင်လေလို့ဘာမှမကျဲတော့ပါဘူးဘာမှမကျဲတော့ဒါအဖြစ်ပဲဟုတ်ပါတယ်အဲ့တော့စစ်နိုင်ဖို့သာတိုက်ပါဟုတ်ပါတယ်ရွေးကောက်ပွဲကိုရပ်တန့်နိုင်ဖို့စစ်နိုင်ဖို့လို့ပဲဟုတ်ပါတယ်အဲ့တော့အဲ့ဒီရွေးကောက်ပွဲဖြစ်သွားရင်ပြည်သူလူထုကဒုတိယအဆင့်အဲ့ရုပ်ကောပြလို့ဘုဘမအစိုးရတည့်ရက်တက်လာဟုတ်တယ်နိုင်ငံကြီးကတရားမှုမလုပ်ပါဘူးဘလို့ပဲပြောပြောနှစ်ဆုံး27ရရုပ်ကောပွဲရလက်2020ရုပ်ကောပွဲရလက်ဟာမြောင်းမြောက်သွားလိမ့်ကြီးနော် အန်ယူဂျီရဲ့တရားဝင်မှုဆိုတဲ့ဟာတွေအကုန်စစ်တပ်ဟာပေါ်တင်တည်တိုက်ဟုတ်ပါရဲ့အခုသိနေချင်တယ်ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပဲပြောလိုက်ပါဗျာနောက်နေ့ဒီမှာဆက်ပြောကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ